။အလင်းလုတ်တဲ့အချိန်အင်ကိုမြောက်ထားပြီးမြပန်နိုင်ငံကနီးပညာအားလုံးမင်္ဂလာပါ။ဂျပန်နိုင်ငံအားဆိုရင်တော့ကမ္ဘာပေါ်မှာငနေလုတ်ခတ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးရောဆူနာမီအန္တရာယ်ကိုလေးစိုးရိမ်ရတဲ့နိုင်ငံလေးဖြစ်ပါရီ။ဂျပန်နိုင်ငံရဲ့နေရာတော်တော်များဟာဆိုရင်လေအင်အားပြင်းငလင်းတွေကိုခန့်စားခဲ့ကြပူပါရီ။ဒီထဲမှာမှ1923ခုနှစ်ကလုတ်ခတ်ခဲ့တဲ့ကန်တူငလင်ဟာဆိုရင်တော့ပြင်းအားပြင်းဆုံးငလင်ဖြစ်မှတ်တမ်းဝင်ထားပြီးတော့လူပေါင်းတသိန်းကျော်အသက်ဆုံးရှုံးစေခဲ့ပါရီ။ ဂျပန်နိုင်ငံဟာနောက်ပိုင်းမှာတော့ငလျင်တွေစနစ်တကျပြင်ဆင်မှုတွေလှုပ်လာခဲ့ပါပြီ။ဒါကြောင့်အပြင်ငလျင်လုံရင်တောင်မှတည်ဆုံမှုရေတွက်ကရောကြလာခဲ့ပါပြီ။၂011ကလှုပ်ခဲ့တဲ့ငလျင်ဟာဆိုရင်လေတမိုင်းတစ်လျှောက်အပြင်ဆုံးဖြစ်ခဲ့ပေမယ့်တည်ဆုံမှုကအရင်ကမများတော့ဘဲနဲ့၂000ကျော်သားရှိခဲ့ပါပြီ။ အစိုးရကလည်းငလင်ပေးအတွက်စီမံချက်တွေကောက်ကောက်ရေးဆွဲထားနိုင်တယ်လို့ပြည်သူတွေကိုယ်တိုင်ကလည်းကြိုတင်ပြင်ဆင်ထားတတ်ကြပါရည်။ကျောင်းသင်္ဃာစာထဲမှာဆိုရင်လည်းငလင်နဲ့ပတ်သက်ပြီးတော့အသိပညာပေးရတဲ့ထည့်သွင်းတင်ကြားတတ်ပါရည်။ဂျပန်နိုင်ငံမှာအစာအုပ်စောင့်မင်းဆိုရင်လေငလင်တန်ကာဝယ်နိုင်စေမယ့်ချက်ကိုမဖြစ်မနေထည့်သွင်းတည်ဆောက်ကြပါရည်။အထက်မှာငလင်လှုပ်ချိန်အိမ်ကိုမြောက်ပေးထားတဲ့နီးပညာတစ်ခုလည်းပါဝင်ပါရည်။ဒီနီးပညာကိုတော့ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Air Dungeon Company ကမိတ်ဆက်ခဲ့တာဖြစ်ပါရည်။ ဒီနည်းပညာဟာဆိုရင်တော့အောက်ခြေမှာလေအိတ်တွေကိုထည့်ထားပြီးလှုပ်ရှားမှုကိုစတင်ကန်စားမိရနိုင်အိမ်ကိုငလင်တဲမခံရအောင်မြှောက်ပေးလိုက်မှာပဲဖြစ်ပါသည်ဒီဆက်တရားငလင်စလုပ်ပြီးတော့0.5စက္ကန့်ကနေ10စက္ကန့်အတွင်းမှာအာယုံခံနိုင်တယ်လို့သိရပြီးတော့လေအိတ်တွေကလေပြည့်လာပြီးတော့အိမ်ကိုတလက်မကျော်စင်တီမီတာအနည်းနဲ့3စင်တီမီတာလောက်အထက်ကိုမြင့်တက်သွားစေမှာပါဒီလိုမြင့်သွားတာကြောင့်အစာအုပ်ကမြေပြင်ထဲမထိတော့ဘဲငလင်ကြောက်တရားမှုကိုရော့ကျသွားစေမှာဖြစ်ပါသည်စင်စာကနေပြီးတော့လှုပ်ရှားမှုရပ်တန့်သွားတာ ကိုခန်းစားမိတဲ့အထိမြောက်ပြီးသွားမှလည်းဖြစ်ပါရည်။လှုပ်ခတ်မှုငြိမ်သွားပြီဆိုတော့မှလေးဖြည်းဖြည်းချင်းလျှော့ပြီးတော့အင်ကုန်မူလအနေထားအတိုင်းပြည့်ဖြစ်စေမှာပါ။တကယ်လို့ငလင်းလှုပ်ချိန်မှာတက်အားပြတ်တောက်သွားမိတော့မှဘက်ထရီတွေပါဝင်တာကြောင့်ဒီနည်းပညာကဆက်ပြီးတော့လလုံးနေဥမာပဲဖြစ်ပါရည်။အချို့တပုံတွေကဒီနည်းပညာနဲ့ပတ်သက်ပြီးအထင်လဲစရာချို့လဲရှိခဲ့ပါရည်။အချို့ကအင်ကိုလေထဲကိုလုံးဝမြောက်သွားစေတဲ့ထင်ကြပြီးတော့ဒီလိုတပုံတွေလည်းပေါ်ထွက်လာခဲ့ပူပါရည်။တကယ်တော့ဒီနည်းပညာကအင်ကိုမြောက်သွားရုံလေးပဲမြောက်ပြတာဖြစ်ပါရည်။ အန်တန်ရှိန်ကုမ္ပဏီဘက်ကတော့သူတို့ရဲ့နည်းပညာကိုအသုံးပြုထားတဲ့အိမ်တွေဟာဆဲမပိုင်သွေးမက္ကနီကျူးနဲ့ငလင်လုတ်ခဲချိန်မှာဘေးကင်းခဲ့ကြတယ်လို့ဆိုထားပါတယ်။၂၀၂၁ခုနှစ်တည်းစစ်တမ်းတွေရဆိုရင်တော့ဒီနည်းပညာကိုအသုံးပြုထားတဲ့အိမ်ရင်တွက်က200ကျော်ရှိထားသေးတယ်လို့သိရပါတယ်။ဂျပန်ကနည်းပညာတွေနဲ့ပတ်သက်ရင်အမြဲရှိပြနေတတ်တယ်လို့ ငလီနဲ့ပတ်သက်ပြီးတော့အခြားကာကွယ်နိုင်မယ့်နိပညာအများပြားလဲရှိနေပါရင်ဒီနိပညာဟာဆိုရင်လည်းအမြင်ရတော့စိတ်ဝင်စားဖို့ကောင်းနေပါရင်ဒါပေမဲ့လည်းလူအများကြီးယုံကြည်မှုနဲ့အမှားခံမှုအပိုင်းမှာတော့အားနည်းနေသေးရလို့ပြောရမှာဖြစ်ပါရင် ပရိသတ်တို့အနေနဲ့ရောဒီနည်းပညာနဲ့ပတ်သက်ပြီးဘလို့ထင်မိမိကြလဲဆိုတာကွန်မန့်လေးထဲမှာမှတ်ချက်ပေးသွားဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ပရိသတ်တယောက်ချင်းစီတိုင်းရဲ့တဘာဝဘေးအန္တရာယ်ကြီးမှာကင်းလို့ကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။